ကျွန်တော်ဒီနေ့မှာတော့ဒီမိုးလေဝသကြိုတင်ကမန်းချက်တွေနဲ့တဘာ BN ဆိုင်ရာကြိုတင်တတိပေးချက်တွေကိုကြည့်လို့ရမယ် application လေးတစ်ခုကို share လုပ်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့ဒီ application လေးကတော့ Windy ဆိုတဲ့ application လေးပဲဖြစ်ပါတယ်။မိတ်ဆွေတို့ရဲ့ပုံနဲ့မှမရှိသေးဘူးဆိုရင်တော့ Play Store မှာတွားပြီးတော့ install လုပ်ထားလို့ရပါတယ်။ application လေးကို install လုပ်ပြီးသွားရင် application နဲ့ဝင်ပြီးရင်ကျွန်တော်တို့ကဒီ focus data ကိုကြည့်ဖို့ရအတွက်ဒီဖုန်းရဲ့ online လေးမှာရှိတဲ့မြင်ကြောင်းလေးသုံးချောင်းကိုနှိပ်လိုက် အဲ့တူကဒီမှာဆိုလို့ရှိရင်ဖုတ်ကတ် data တွေကို layer လေးတွေခွဲပြီးတော့ဒီ layer တစ်ခုချင်းစီမှာလည်းသူနဲ့ပတ်သက်တဲ့ဖုတ်ကတ် data တွေကို set option လေးတွေ line အုပ်စုလေးတွေခွဲပြီးတော့ပေါ်ပြထားတယ်။အဲ့တော့ကျွန်တော်တို့ကဒီကိုကြည့်ချင်တဲ့ဖုတ်ကတ် data တွေကိုလွယ်လွယ်ကူကူမြန်မြန်ဆန်းဆန်းနဲ့ကြည့်လို့ရမှာပဲဖြစ်ပါတယ်။အဲကျွန်တော်တို့ကမိုးရွာသွန်းနိုင်တဲ့အခြေအနေကြိုတင်ခန့်မှန်းချက်တွေကိုကြည့်ကျင်နေဆိုလို့ရှိရင် rain and snow ဆိုတဲ့ layer တွေကိုတွားပြီးတော့ ဒီ range and tanda ဆိုတဲ့ set option လေးကိုနှိပ်လိုက်။အဲသူကဒီမှာဆိုလို့ရှိရင်နေရာဒေတာ line မိုးရွာသွန်းနိုင်တဲ့အခြေအနေချုပ်တင်ခံမှတ်ချက်တွေကိုဖော်ပြထားတယ်။နောက်ပြီးတော့ဒီအပေါ်နှမ်းလေးမှာမိုးရေချိန်နဲ့လျှက်စီးမိုးချုပ်ဖြစ်ပေါ်နိုင်မှုအခြေအနေတွေကိုပါသူကတခါတည်းကြည့်လို့ရတယ်။ အတခုရှိတာကဒီ Windy application မှာဆိုလို့ရှိရင်ဒီကျွန်တော်တို့ free user တွေအတွက်အခုလောလောဆယ်မှာဆိုလို့ရှိရင်ဒီ forget data တွေကို6ရက်စာလောက်ပဲကြိုတင်ပြီးတော့ကြည့်လို့ရတယ်။အဲကိုကဒီ premium user ပတ်စံပေးပြီးတော့အသုံးပြုမယ်ဆိုလို့ရှိရင် တော့ဒီ forget data တွေကို15ရက်စာကြိုတင်ကြည့်လို့ရမှာပဲဖြစ်ပါတယ်။ နောက်ပြီးတော့ hurricane tracker ဆိုတဲ့ set option မှာလည်းဘုံနှံဖြစ်ပေါ်မှုအခြေအနေချုပ်နှံခံမှန်းချက်တွေကိုကြည့်လို့ရတယ်။အဲဒီမှာဆိုလို့ရှိရင်ပြီးခဲ့တဲ့ရက်ပိုင်းကတောင်တရုတ်ပင်လယ်မှာဖြစ်ပွားခဲ့တဲ့ဘုံနှံ tracker စာပဲဖြစ်ပါတယ်။အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီမုန်တိုင်းဆပစ်တဲ့နေရာနေပြီးတော့မုန်တိုင်းရွေလေးကလမ်းတစ်လျှောက်မှာဆိုလို့ရှိရင်543ဆိုပြီးတော့ကနန်းလေးတွေဖော်ပြထားတယ်။အဲ့ဒါကသူကဘာလို့ဖော်ပြထားရလဲဆိုလို့ရှိရင်မုန်တိုင်းရဲ့ဒီပြင်းအားအဆင့်ကိုသတ်မှတ်ထားပြီးတဲ့ကနန်းလေးပဲဖြစ်ပါတယ်။ ပြီးတော့ 39kd နဲ့ 968p ဆိုပြီးတော့လေမုန်တန်းရင်ရွေလျားလီတိုက်ခတ်နှုန်းနဲ့ဒီလီပီအားတွေကိုဖော်ပြထားတယ်မုန်တန်းရင်ရွေလျားလီတိုက်ခတ်နှုန်းကို 39kd ဆိုပြီးတော့ no unit နဲ့ဖော်ပြထားတာကိုကိုကဒီနားလျားခက်တယ်နားမလည်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီစတင်နဲ့ကိုသွားပြီးရင်သူကလီတိုက်ခတ်နှုန်းဖြစ်တဲ့တဲ့ဝင်းဆိုတဲ့နေရာမှာမိတ်ဆွေတို့တွေ့နားလည်လေတဲ့ unit ကိုပြောင်းပြီးတော့အသုံးပြုလို့ရပါတယ်အဲကျွန်တော်ကတော့ဒီ ကီလိုမီတာပါဟာဝါဆိုတဲ့ unit လေးကိုပြောင်းလိုက်မယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဟာဒီမုန်တိုင်းကတနားရီလျင်ဘယ်လောက်ကီလိုမီတာနှုန်းနဲ့ရွေလျက်တိုက်ခတ်နေလဲဆိုတာကိုကျွန်တော်တို့ဟာနားလည်လွယ်တယ်။နောက်ပြီးတော့ဒီ998 PA ဆိုတာကဒီမုန်တိုင်းရဲ့ Libya pressure ကိုသူက hectopascal unit နဲ့သူကပေါ်ပြတာ ဒီမှာလဲကျွန်တော်တို့ကဒီ Hasto Basket Unit ကိုကိုကနားလည်ရခက်တယ်နားမလည်ဘူးဆိုလို့ရှင်ရင်ဆွမ်းနံကလိုပဲစတင်ရောက်တော့ပြီးရင်သူကဒီလေပြာဖြစ်တဲ့အတွက် pressure ဆိုတဲ့နေရာမှာမိတ်ဆွေတို့တဲ့ဒီနားလည်လေတဲ့ unit ကိုဒီပြောင်းလဲပြီးတော့အသုံးပြုလို့ရပါတယ်နောက်ထပ်ဒီ clock and aviation ဆိုတာကတော့လေရင်မောင်းတဲ့သူတွေနဲ့ဒီလေချောင်းလန့်ခီးသွားသူတွေအတွက်လေရင်မောင်းတဲ့အခါမှာလေချောင်းအန်နဲ့ကင်းရှင်းရေးအချက်လက်တွေကိုတိုင်းတာပေးတဲ့နေရာလေးပဲဖြစ်ပါတယ် နောက်တစ်ခုဒီ WMC ဆိုတာကတော့ပင်လယ်နဲ့ကန်ဒီကန်ဝင်နေထိုင်သူတွေပြီးရင်ဒီပင်လယ်မြေမှာခီးတွားလှုပ်လှုပ်ကန်ကြသူတွေအတွက်ဒီပင်လယ်မြေမှာရေလိုင်းဖြစ်ပေါ်မှုအခြေအနေတွေလေတိုက်ခတ်နှုန်းတွေနဲ့ပင်လယ်မြေကအပူချိန်တွေနဲ့ပြီးရင်ဒီစီစစ်မှုတွေစတဲ့ data တွေကိုတိုင်းတာပေးတဲ့ layer လေးပဲဖြစ်ပါတယ် နောက်တစ်ခုဒီ air quality ဆိုတာကတော့ကျွန်တော်တို့အားလုံးတွေဒီအသုံးဝင်မဲ့လေယာဉ်လေးပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒီကဒီကမ္ဘာရဲ့လေထုလွှာအသီးသီးမှာကျွန်တော်တို့တွေဒီဆူချိုကောင်ကျိုးတွေကိုဖြစ်စေနိုင်တဲ့ဒီတန်းငွေတွေဘလောက်ပမာဏပါဝင်နေလဲဆိုတာကိုတိုင်းတာပေးတဲ့လေယာဉ်လေးပဲဖြစ်ပါတ နောက်တစ်ခုဒီ dot ဆိုတဲ့နေရာလေးကတော့ဒီနေရာဒေသအလိုက်မိုးရွာနိုင်တဲ့အခြေအနေအများပြပုံပူတည်ပြီးတော့ဒီမြေတူထဲမှာရေပါဝင်မှုဆူထိုင်းစားနေတဲ့နေရာတွေနောက်ပြီးတော့ဒီတော်မီလောင်မှုဖြစ်ပေါ်စေနိုင်တဲ့နေရာတွေကိုချုပ်တင်ခမန်းပေးတဲ့နေရာလေးပဲဖြစ်ပါတယ်နောက်ပြီးတော့ဝင်းနဲ့တမချာလေးရာနှစ်ခုမှာအပူချိန်တိုင်းထွာချက်တွေလေးတိုက်ခတ်နှုံထားတွေနဲ့လေးရဲ့ဥတီဟာဒါရက်ရှင်အချက်လက်တွေကိုလည်းကြည့်လို့ရတယ် ောက်ဆုံးတစ်ခုဒီ runny ဆိုတာကတော့ဒီမိုးလေဝသနဲ့တပါဝေးအန်နဲ့ဆိုင်ရာအရေးပေါ်တတိပေးချက်တွေကိုဒီတနေရာထဲမှာကြည့်လို့ရတဲ့နေရာလေးပဲဖြစ်ပါတယ်။ဒီလောက်ဆိုရင်တော့ဒီ runny application တွေကမိတ်ဆွေတို့လည်းအထောက်အကူဖြစ်ပြီးတော့အသုံးဝင်မယ်လို့ထင်ပါတယ်။